ားလုံးမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရယ် Champion ပြည်သက်တဲ့အောင်လည်းမင်္ဂလာပါဒီကနေ့ရဲ့နောက်ဆုံးရအားစားသေးတွေကိုကြည့်ရမှာဆိုရင်တော့ Northern Forest အသင်းက Chelsea အသင်းကို3ဂိုးပြတ်နဲ့ရှုံးနိမ့်ခဲ့ပြီးမှသူတို့ရဲ့နီးပြ Ange Postecoglou ကိုယာဒူကထုတ်ပယ်လိုက်ပြီးဖြစ်တယ်ဒီနေ့ရာသီအတွင်းမှာ10ပွဲကစားပြီးတဲ့ချိန်6ပွဲရှုံး2ပွဲသေးတာကြာထားတဲ့အတွက်အသင်းပိုင်ချင်းဖြစ်သူက Ange Postecoglou ကိုယာဒူကထုတ်ပယ်ခဲ့တာပါ ဒါက Forest နီးပြတယောက်တည်းရော Premier League မှာနီးပြတယောက်အနေနဲ့ရပောင်း39ရက်နဲ့ဒုတိယအမြန်ဆုံးထုတ်ပယ်ခံရတဲ့နီးပြဖြစ်မှတ်တမ်းဝင်လာခဲ့တာဖြစ်တယ်။ So Forest ကအခု Ash ကိုယာတုကထုတ်ပြီးတဲ့နောက်ပိုင်းမှာနီးပြတင်ရှာဖွေရင်အရင် Burnley နဲ့ Everton နီးပြ Haw Shaw တိုက်ကိုဆက်သွယ်ထားပါတယ်။ပိုင်ရှင်ဖြစ်သူကအခုဒီတစ်ပတ် Jaya မှာကံမဲ့ Europa League ပွဲမှာတိုက်ခဲ့မှာ Shaw တိုက်ကိုနီးပြဖြစ်ခံဖို့ကြိုးပမ်းလျက်ရှိကြောင်းဖော်ပြထားပါတယ်။ အင်တာမီလန်အသင်းကအခုလောလောဆယ်မှာ နေမာဂျူနီယာကိုခေါ်ယူဖို့သတင်းတွေထွက်ပေါ်မှုကိုညှင်းဆန်ထားတယ်အသက်33နှစ်ရွယ်ရှိတဲ့နေမာဂျူနီယာကိုသူတို့ခေါ်ယူဖို့ဆန္ဒရှိပေမဲ့သူ့ရဲ့လောက်ခလာစာရဲ့ဒဏ်ရာပြဿနာတွေရဲ့အခြေအနေတွေကြောင့် ခေါ်ယူမဲ့တရင်တွေကိုညှင်းဆန်လိုက်ကြောင်းအတည်ပြုလိုက်ပါတယ်။တစ်ဖက်မှာတော့ဘာဆိုနာအသင်းကအခုလက်ရှိမှာလေဗန်ဒေါစကီနေရာအစားထိုးဖို့အတွက်သူတို့ဘက်ကရီယယ်ဆိုစီတက်ရဲ့ကစားမမီခဲအိုယာဇပယ်ကိုချင်ကပ်လေရှိတယ်။ဘာဆိုနာကယာတီကုံမှာစာချုပ်တတန်းကုံဆုံးတော့မယ်။လဗန်ဒေါစကီကိုတတ်တမ်းမတိုးဖို့ဆုံးဖြတ်လိုက်တဲ့အတွက်ကြောင့်ရေဆူစီတက်အသင်းရဲ့စပိန်တိုက်စစ်မှုမီခဲအိုယာဇဘဲကိုချင်းကပ်ပြီးတော့ခေါ်ယူဖို့ကြိုးပမ်းလျက်ရှိတာပါ။တစ်ချိန်တည်းမှာပဲဘာဆိုနာကဆာဗီယာတိုက်စစ်မှုဒူရှန်ဗလာဟိုဗစ်ကိုလည်း သူရဲ့တိုက်စစ်မှုရေဒါတွေထည့်ထားတယ်အသက်26နှစ်အရွယ်ရှိတဲ့ Vlahovic ကရာသီကုန်မှာစာချုပ်တက်တန်းကုံဆုံးမှာဖြစ်တဲ့အတွက် Barcelona အသင်းက Vlahovic ကိုလည်းအလွတ်ပြောင်းရွှေ့ခြင်းနဲ့ခေါ်နိုင်ဖို့ကြိုးပမ်းလက်ရှိကြောင်းဆိုပါတယ် Real Madrid အသင်းကနောက်ခံလူ Antonio Riga ကိုတက်တန်းထပ်တိုးတော့မှာမဟုတ်ကြောင်းအတည်ပြုလာပြီးဖြစ်တယ် Spain သတင်းစာ AS ကပေါ်ပြခြင်းရာ အန်တိုနီယိုရီကာရဲ့အသက်အရွယ်နဲ့ဒဏ်ရာပြသနာကြောင်းမဒရီကာသူကိုတတ်တမ်းမထိုးဘဲလာမဲ့နေရာဒီမှာအလွတ်နဲ့ထွက်ခွာခွင့်ပေးမှာဖြစ်တယ်လို့ဆိုပါတယ်။ထရက်အလက်ဇနာအာနိုကအက်ကလစီကိုပွဲကိုလွဲချော်မှာဖြစ်လို့အခြားနောက်ခံလူတစ်ယောက်ဖြစ်တဲ့ဒင်းနိုဆင်လည်းအက်ကလစီကိုပွဲကိုလွဲချော်ဖို့ရှိတယ်။ထွက်သားဒဏ်ရာရရှိထားတဲ့သူအနေနဲ့ဒဏ်ရာတတ်တာလာခြင်းမရှိသေးတဲ့အတွက်အနာယူနေသည့်တိုင်အောင် အကလစီကိုပွဲကိုလွဲချော်ပွဲရှိကြောင်းဆိုပါတယ်ရီယယ်မက်ဒရစ်အသင်းကဂွန်ဆာလိုဂါစီယာကိုအငှားချမချကိုမကြမီရပိုင်တွင်ဆုံးဖြတ်သွားပွဲရှိတယ်အသက်22နှစ်ရွယ်ရှိတဲ့ဒီလူငယ်တိုက်စစ်မူလီကိုရီယယ်မက်ဒရစ်အသင်းရဲ့နီးပြအလွန်ဆိုကစဉ်းစားနေဆဲဖြစ်ပြီးသူ့ကိုအငှားချမချကိုမကြမီမှာဆုံးဖြတ်မှာဖြစ်ပြီးကစားမလီကဇန်နဝါရီကာလမှာအသင်းကထွက်ခွာဖို့ဆန္ဒရှိကြောင်းဆိုပါတယ် AC Milan အသင်းနဲ့ Juventus အသင်းကဘိုင်မြူနစ်အသင်းမှာနေရာမရဘဲဖြစ်နေတဲ့ခင်မင်းချီကို ိတ်ဝင်စားလျက်ရှိတယ်။ကိုရီးယားနောက်ခံကစားမခင်မင်ဂျီဟာ ဘိုင်မြူနစ်အသင်းမှာဥပမကာနိုနဲ့ဂျိုနသန်ထာရဲ့အရန်ဖြစ်နေတာဖြစ်ပြီးတော့ရီယာတီမှာလမ်းခွဲဖို့ကြိုးစားရင်းပါအခုဆောင်းရာတီမှာဘိုင်ယန်က ထွက်ခွာချင်နေပြီးတော့ AC မီလန်အသင်းနဲ့ဂျူဗန်တက်အသင်းတွေကစိတ်ဝင်စားနေတာဖြစ်တယ်ဂျူဗန်တက်ကသူတို့အသင်းရဲ့ကွင်းလယ်စားမှာတူရန်ကိုပရီးမီယားလိဂ်ကလပ်၄သင်းကကမ်းလှမ်းခဲ့တယ်ဆိုတဲ့သတင်းတွေကိုသူတို့ကအတည်ပြုခဲ့တယ်ရီယာတီတို့ကပရီးမီယားလိဂ်ကလပ်အသင်းတွေက Chelsea တို့ Arsenal တို့ Liverpool တို့အပါအဝင် အသင်း၄သင်းလောက်ကမ်းလှမ်းခဲ့ကြောင်းနဲ့ ်သူတို့ဘက်ကကလပ်မှာစထိန်ထားဖို့ဆုံးဖြတ်ခဲ့ကြောင်းအတည်ပြုလိုက်ပါတယ်။တစ်ဖက်မှာတော့နာပိုလီရဲ့နီးပြအန်တိုနီယိုကွန်တီကအသင်းရဲ့ rotation system နဲ့ Romelu Lukaku ပြန်လာရင်တောင်မှ Russian Violet နဲ့ကြားမှာအလှည့်ကျပုံစံကိုသုံးသွားဖို့ပြင်ဆင်သွားပွဲရှိကြောင်းဆိုထားတယ်။ Lukaku ကရာသီအစမှာဒဏ်ရာရနေတဲ့အချိန် ဝိုင်လန်းကိုခေါ်ယူခဲ့ပြီးမှဝိုင်လန်းကခြေစွမ်းပြနေပြီးလိုက်စစ်ပိုင်းတွင်အလင်းသစ်သူတို့သုံးသွားမှဖြစ်ကြောင်းဆိုပါတယ်မန်ချက်စတာယူနိုက်တက်အသင်းကသူတို့အသင်းရဲ့ခံစစ်ပိုင်းကဟာရီမကွာယာယောကာလိုကက်ဆမီရိုနှစ်ယောက်စလုံးကိုတက်တန်းထတ်တိုးဖို့လုပ်နေတယ်အသက်33နှစ်အရွယ်ရှိတဲ့ကက်ဆမီရိုနဲ့32နှစ်အရွယ်ရှိတဲ့မကွာယာတို့နှစ်ယောက်ကိုလောကလာဆာရှော့ချပြီး United ကတက်တန်းထတ်တိုးချင်တာဖြစ်ပြီးတော့ဒီစားမတွေလာဆာရှော့ယူရင်တော့ အနည်းဆုံးတစ်နှစ်ကနေနှစ်နှစ်ကြာတက်တန်းထတ်တိုး သွားဖွယ်ရှိကြောင်းဆိုပါတယ်။ Man United က32နှစ်ရွယ်ရှိတဲ့အသင်းကောင်းဆောင်ကွင်းလေကစားပါ Bruno Fernandes ကိုနွေရာသီမှာရောင်းချဖို့ပြင်ဆင်ထားပါတယ်။ Bruno Fernandes ကို Manchester United ကပြောင်းရွှေ့ချေပေါင်းတန်း40သတ်မှတ်ထားတယ်။ Bayern Munich အသင်းကစိတ်ဝင်စားလျက်ရှိပြီးတော့ Saudi Club တွေကလည်းသူ့ကိုခေါ်ချင်နေကြောင်းဆိုပါတယ်။ Ruben Amorim က သူတို့အသင်းရဲ့တောင်ပံ position အတွက် Inter Milan အသင်းရဲ့ Italy နောက်ခံလူ Federico Di Marco ကိုသဘောကျလျက်ရှိတယ်29နှစ်သားကို Patrick Dogu နေရာအတွက်ပို့ပြီးတော့ update ဖြစ်ဖို့သူဘက်ကမျှော်လင့်ထားပြီးခေါ်ယူဖို့ဆန္ဒရှိကြောင်းဆိုပါတယ် Chelsea သင်းရဲ့နီးပြ Andre Maresca ကနောက်ဆုံး6ပွဲအတွင်းမှာနီးပြအပါအဝင် အနီးကပ်9ကပ်ဖြစ်လာတဲ့ပြဿနာတွေကိုအမြန်ဆုံးဖြေရှင်းသွားရမယ်လို့ဆိုတဲ့ Chelsea ကနောက်ဆုံးကစားခဲ့တဲ့ Forest နဲ့ပွဲမှာလည်း Maluku နှစ်ဝါတနီထုတ်ပယ်ခံရခဲ့ပြီးမှ နောက်ထပ်အနီးကပ်ပြဿနာတွေဖြစ်ပြီးတော့ discipline ပိုင်းကိုအဓိကတိဆောက်သွားဖို့လိုအပ်လာပြီလို့ဆိုပါရယ် Chelsea အသင်းကအခုလက်ရှိမှာ Juventus အသင်းနဲ့အပြိုင်အရင် Lazio ရဲ့ကွင်းလယ်ကစားမဟောင်း Milankovic Savic ကိုစိတ်ဝင်စားလျက်ရှိတယ်။ Saudi Arabia club ဖြစ်တဲ့ Al Hilal အသင်းရဲ့ Savic ကွင်းလယ်ကစားမကို Chelsea ကစိတ်ဝင်စားပြီးတော့ကော်ယူဖို့ဆန္ဒရှိနေတာပါ။ Chelsea အသင်းအနေနဲ့သူတို့ရဲ့ကွင်းလယ်လူ Moises Caicedo ကိုကာလရှိကြာတက်တန်းထပ်တိုးဖို့လုပ်နေပါတယ်။ Real Madrid အသင်းအပါအဝင်ထိတ် တန်ကလပ်တီကလိုချင်တဲ့ခိုင်စီတို့ကချက်စီနဲ့2030ခုနှစ်ထိစာချုပ်ကြန့်ရှိတာဖြစ်ပြီးတော့ကလပ်သင်းကသူကိုရည်ရှိတက်တန်းထပ်တိုးဖို့စတင်ဆွေးနွေးလျက်ရှိတာပါ အာစနယ်သင်းကလက်ရှိမှာဒဏ်ရာရကစားမတွေအများကြီးရှိနေသည့်တိုင်အောင်မီကယ်အာတီတာကတော့ကလပ်သင်းရဲ့ဒဏ်ရာပြဿနာကစားမတွေကိုတေးချာဂူးဆိုင်သွားဖို့နဲ့အလင်းသစ်သုံးဖို့သူတို့ဘက်ကစဉ်းစားသွားမှာဖြစ်ကြောင်းဖော်ပြထားတဲ့ ဖူလန်နဲ့ပွဲစဉ်မှာလည်းဖီယာရိုဟင်ကီပီအပါဝင်ဒါမာတင်အူဒီကနဲ့ခိုင်ဟာဘတ်တို့အားလုံးလွဲချော်ထားတာဖြစ်လို့ကလပ်အသင်းအနေနဲ့ဒဏ်ရာကစားမတွေကိုသုံးမှာမဟုတ်ပဲနဲ့ကြံ့ခိုင်မှုပြေဝတဲ့အထိသူတို့ဘက်ကစောင့်သွားဖို့ရှိကြောင်းဆိုပါတယ်။နော်နီမာတူဝီကီရဲ့ဒဏ်ရာပြဿနာဟာတော်တော်လေးတိုးတက်လာပြီးဖြစ်တယ်။နှစ်လလောက်ထိနားရပွဲရှိတယ်လို့သတင်းတွေထွက်ခေါ်ခဲ့ပြီးတော့လီဗာပူးနဲ့ပွဲမှာဒဏ်ရာရခဲ့တဲ့နော်နီမာတူဝီကီကမချမီပြန်ကစားပေးနိုင်ဖို့နီးစပ်လျက်ရှိကြောင်းဖော်ပြထားပါတယ်။အာဆင်နယ်ရဲ့လူငယ် င်နောက်ခံလူခရစ်ရှန်မော့စကာရာတယောက်စပိန်လူဝေးစင်အသင်းမှာပေါင်ခင်းရဖို့မတိကြတဲ့အတွက်နိုင်ငံပြောင်းကစားဖို့ဆန္ဒရှိနေတယ်ခရစ်ယာန်မော့စကာရာရဲ့မိဘတွေကကိုလံဘီယာလူမျိုးဖြစ်တဲ့အတွက်ကြောင့်ကိုလံဘီယာလူဝေးစင်အသင်းကလည်းခရစ်ယာန်မော့စကာရာကိုသူ့ရဲ့လူဝေးစင်အသင်းအတွက်ရည်ဝဲထားတဲ့အတွက်စပိန်လူဝေးစင်အသင်းပေါင်ခင်းမရရင်မော့စကာရာကကိုလံဘီယာကိုစားမှုပြောင်းကစားဖွယ်ရှိကြောင်းဖော်ပြနေပါတယ်။တောမတ်စ်ဖရန်ကာတို့အသင်းပိုင်ရှင်တွေဖြစ်တဲ့ဂျိုးလူးဝစ်ဖမ်လီက လပ်တွင်းကိုတန်တရာထည့်သွင်းလိုက်တဲ့နောက်ဆက်တွဲအနေနဲ့စံချိန်တင်ပြောင်းရွှေ့ခြေတချို့ပြုလုပ်ဖို့ဆန္ဒရှိကြောင်းနဲ့စောင်းရတီမှာကစားမအသိခေါ်ယူပေးဖို့ပိုင်ရှင်တွေကိုတောင်းဆိုထားတယ်လို့ဆိုပါတယ်ထော်တနာဟော့စပါရဲ့ အသင်းကခြေစွမ်းပြနေတဲ့ Jesper Gospani ပြကညာနောက်ခံလူနဲ့ဘယ်နောက်တယ်လူနှစ်နေရာလုံးအတွက်သူကိုသုံးဆွဲသွားမှာဖြစ်ပြီးတော့အသင်းရဲ့ rotation ပုံစံမှာ Patro Poro နဲ့ Udogi နေရာအတွက် Jesper ကအသင်းတော်ဆုံးကစားမဖြစ်တယ်လို့ဆိုပါတယ်။ Jurgen Klopp ကတော့ ဖက်ကွာဒီယိုလာကသူတွေ့ဘူးသမျှနီးပြဒီထဲမှာအကောင်းဆုံးနီးပြဖြစ်ပြီးကျွန်တော်အမြဲပြောတဲ့အတိုင်းပဲဂွာဒီယိုလာဟာလက်ရှိအကောင်းဆုံးနီးပြတယောက်ဖြစ်ကြောင်းဆိုလိုက်ပါတယ်မန်ချက်စတာစီးတီးရဲ့ကွန်းလေကစားမရူထရီတယောက်ဒီတစ်ပတ်ချန်ပီယံလိပွဲလဲပါဝင်ဖို့မသေးချာပဲဖြစ်နေတယ်အစီအတန်ရပြီးကတည်းကစက်ခိုင်မှုမပြေဝပဲမကြာခဏတန်ရပြန်ရနေတဲ့ရူထရီတယောက်တစ်ခေါက်ကြိုတန်ရရရှိထားတဲ့အပြင်ဒီတစ်ပတ်ဗီလာရီယားနဲ့အဝေးကွင်းပွဲစဉ်ကိုလွှဲချော်သွားပွဲရှိကြောင်းဆိုပါတယ်တစ်ဖက်မှာတော့လီဗာ ဘူးအသင်းကအခုလောလောဆယ်မှာ Athletic Club အသင်းရဲ့တောင်ပံကစားမ Nico Williams ကိုသဘောကျလေရှိတယ်။ Nico Williams ကပြီးခဲ့တဲ့နွေရာသီတုန်းက ာဆိုနာကိုပြောင်းဖို့နီးစပ်ဆုံးဖြစ်ခဲ့ပြီးမှပြက်ပြဲခဲ့တာဖြစ်ပြီးတော့လက်ရှိမှာ Athletic Club အသင်းရှိကနေ Liverpool ကယူရို90လောက်နဲ့ခေါ်ဖို့ဆန္ဒရှိနေတာဖြစ်တယ်။ Liverpool အသင်းရဲ့နီးပြအာနီစလော့ကာတို Federico Chiesa ကို Club အသင်းမှာစက်ထိန်ထားသွားမှာဖြစ်ကြောင်းအတည်ပြုလိုက်တယ်။အသက်29နှစ်အရွယ်ရှိတဲ့ Chiesa ကိုဒါနွေရသီမှာလမ်းခွဲပွဲရှိလို့စောင်းရသီမှာလည်းရောက်ထုတ်ပွဲရှိတယ်လို့သတင်းတွေတက်နေပေမဲ့အသင်းရဲ့ squad ကလိုအပ်ချက်ရ Chiesa ကိုအသင်းမှာတည်ချ ာပေါက်ဆက်ထိန်ထားမှာဖြစ်ကြောင်းဆိုပါတယ်လီဗာပူးကပြီးခဲ့တဲ့ရက်ပိုင်းကပဲအသက်25နှစ်အရွယ်ရှိတဲ့ဂျာမနီနောက်ခံလူနီကိုရှော့တပတ်ရဲ့အေဂျင့်ကိုဆက်သွယ်ထားတယ်စာချုပ်ကတစ်နှစ်ကျော်ပဲကြံနေလီဗာပူးကအခုဘရီရှာဒေါ်မန်ရဲ့နောက်ခံလူကိုဆက်သွယ်ထားပြီးသူတို့ရဲ့ခံစစ်ပိုင်းတွက်အဓိကအားဖြည့်ချင်နေတာပါခရစ်ဆယ်ပဲလစ်ရဲ့နီးပြအိုလီဗာကလပ်စနာကအသင်းကောင်းဆောင်မာကေဟီတယောက် ရူယာတီမာတေချာပေါက်လမ်းခွဲမှာဖြစ်ကြောင်းအတည်ပြုလိုက်တယ်ခရစ်စတယ်ပဲလစ်အနေနဲ့ဒါမာကေဟီကိုစောင်းရာတီမာရောင်းချဖို့ပြင်ဆင်ထားတယ်အထူးသဖြင့်ပရီးမီယာလိဂ်ကလပ်တီထက် ဥရောပကလပ်တွေကိုရည်ရွယ်ထားတာဖြစ်ပြီးဥရောပကလပ်တွေက Juventus ရဲ့ Paris Saint-Germain, Bayern Munich နဲ့ Real Madrid, Barcelona အသင်းတွေကဆက်သွယ်ထားတာပါ။တစ်ချိန်တည်းမှာပဲ Green Porter ကလည်းအခုလက်ရှိမှာ Sweden Leverkusen အသင်းနီးပြဖြစ်လာပါတယ်။ Sweden မှာ Östersund Club ကိုကင်တွယ်ခဲ့ဘူးတဲ့ Porter က Sweden Leverkusen အသင်းရဲ့ Thomas Sandia မှာအစားထိုးပြီးတော့နီးပြအဖြစ်တာဝန်ယူမှာဖြစ်တယ်။ Everton အသင်းရဲ့နီးပြ Damian Wise ကတော့ သူတို့အသင်းရဲ့တောင်ပန်ကစားမဂျက်ဂွီလစ်ကိုနွေရာသီမှာတေချာပေါက်အပီးသက်ခေါ်ယူသွားမှာဖြစ်ကြောင်းဒီပြထားပါတယ်ဂျက်ဂွီလစ်ကို Everton အသင်းကအ ਨੇ ဆုံးသူတို့သတ်မှတ်ထားတဲ့ပြောင်းရွှေ့ခြေ90ပတ်ဝန်းကျင်နဲ့ညှိနှိုင်းဖို့ပြင်ဆင်ပြီးတော့ Greenish ကိုအပိသက်ခေါ်ယူမဲ့အစီအစဉ်တွေကို Man City နဲ့စတင်ဆွေးနွေးသွားမှာဖြစ်ကြောင်းအတည်ပြုထားပါတယ်။ဒါရီကစိတ်ဝင်စားစရာနောက်ဆုံးရအားစားသင့်ပါအားလုံးကျေးဇူးတင်ပါတယ်။